ိုင်မဲစတိုရီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှတော့ပရိသတ်တို့ကစာရေးသူကောင်းတော်ရေးသားထားတဲ့ဂမ်မီယာဆရာကောင်းတဲ့နှင်းစီမြိုင်က နာနာဘဝများဆိုတဲ့ဇာတ်လမ်းလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇာတ်လမ်းလေးကိုတော့ကျွန်တော်နေလင်းကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာရွှေမြတင်ဖျားထိတိမွေးတွေအလုံများနေပြီးတော့နေ့စဉ်မိုးချုံမှအိမ်မြန်ရောက်ပြီးအိမ်ကိုရောက်တာနဲ့အိမ်မှာဧည့်သည်တယောက်ရောက်နေကြောင်းတွေ့ရပြီးတော့ဧည့်သည်ဟာ ဂံမီယဆရာကောင်းဖြစ်တာကြောင့်ဝမ်းသာလို့သွားပါတယ်။ဆရာကောင်းဟာလမ်းကြုံမှာလာတဲ့ပြီးတော့ဆရာကောင်းဓာတ်ရင်းမှာလည်းထူးဆန်းတဲ့အကြောင်းအရာတွေကိုကြားရတာကြောင့်ဆရာကောင်းကိုနေ့စဉ်သတိရနေပြီးဆရာကောင်းဟာရောက်ရှိလို့လာခဲ့တာပါ။ဟာဆရာကောင်းဘယ်ကနေဘလို့လှည့်လာတာလဲဗျ။လမ်းကြုံလို့ဆိုပါတော့ဗျာ။စာရေးဆရာအိမ်မှာညှိပ်ပြီးတော့နောက်နေ့ညဝမ်းရွာကိုခရီးဆက်မလို့လေ။ရွှေမြည်တဲ့ဖျားထီတော်တင်မို့ရန်နီးလာလို့အလုံများနေတာ။ อืมကျုပ်ကလည်းထီတင်မဲရက်ကိုမှီအောင်ပြန်လာခဲ့ပါမယ်။မောင်ချိုကထီတင်ပွဲကိုဆက်ဆက်လာခဲ့ဖို့ဖိတ်ထားလို့ဗျာ။ဆရာကောင်းတဲ့မောင်ချိုကတော်တော်ရင်းနှီးလို့လား။อืมမောင်ချိုခုလိုအခြေအနေမျိုးရောက်ကျုပ်ပဲလမ်းညွန်နေတာလေ။မောင်ချိုကတိတက်ပါလေဗျာ။ကျုပ်ကိုလည်းကျေးဇူးရှင်တယောက်ဖြစ်နေအမြဲတမ်းအသိမှပြိုတယ်။တိတ်ကိုကျေးဇူးတိတက်တယ်လို့ဗျာ။မောင်ချိုနဲ့ဆရာကောင်းရဲ့ဆက်ဆံမှုရှိတာကျွန်တော်လုံးဝမသိဘူးဗျာ။ ဘယ်တော့နေဘလို့ပတ်သက်တာလဲဆရာကောင်းရဲ့ပြောရရင်တော့ဇလန်းကအရှိကြီးပြောအရှင်နှုံးကမောင်ချုပ်ဘွားကမလာပခဲ့ဘူးလေစားစရာမရှိ နေစရာမရှိလို့ရွှေမြေတင်ဘုန်းကြီးเจ้าမှာကတ်နေရတာကိုဟုတ်တယ်ဆရာကောင်းရဲ့မောင်ချုပ်ရဲ့ငယ်စဉ်ဘောကျွန်တော်သိတယ်ဗျသူဘလို့တိုးတက်ပြီးတော့ကြီးပွားလာတယ်ဆိုတာသိကျင်တာဆရာကောင်းကဘလို့ကူညီတယ်လဲဆိုတာလေကျုပ်သိကျင်နေဗျာအေးဗျသူ့ရဲ့ဘွားကဂံမီးအဆန်နဲ့ကျုပ်ပြောပြရင် ။ဇာရေးဆရာတွေဇလန်းတပုတ်တောင်ရနိုင်တယ်။အဲ့ဒါကြောင့်လေဆရာကောင်းကိုမေးတာပြော။ဂမ်မီယာဆန်နဲ့ဇလန်းဆိုရင်ကဲပြောပြပေးပါအောင်ဆရာကောင်းရဲ့။မောင်ချို့ကတော့ငယ်စဉ်လေးကတိတာကြောင့်သူ့ရဲ့ဘဝခက်တံကြမ်းတမ်းစွာဖြတ်တန်းလာရပုံလေးကိုတိတာပြီးဖြစ်ပြီးတော့စားစရာနေစရာမရှိတော့အောင်ဆင်းရဲတဲ့ဘဝကချက်ချင်းပဲကျေဝါချမ်းသာလာတဲ့အကြောင်းကိုသိကျင်လို့သွားပါတယ်။အဲဒီလိုကျေဝါချမ်းသာလာရခြင်းမှာဂမ်မီယာဆရာကောင်းရဲ့ကုညီမှုကြောင့်လို့သိရတာကြောင့် တုံမိုစိတ်ဝင်စားသွားပြီးဆရာကောင်ပြုတ်ပြတဲ့မောင်ချိုရဲ့ဇလန်းဟာစိတ်လုံရှားပြီးတော့ထိတ်လန့်စရာကောင်းလာပါတယ်။မောင်ချိုဟာငယ်စဉ်တည်းကရှင်မင်းတင်ဖုန်းကြီးเจ้าမှာတာမဏိဝိတ်ခဲ့ပြီးအသက်ပြည့်တဲ့အခါမှာတော့ရဟန်းဘဝကူပြောင်းခဲ့တာပါ။မိခင်ချင်းတဲ့တို့အကူတယောက်အမားတယောက်ရှိပြီးတော့မိသားစုကိုစုံလာပြီးရဟန်းဘောင်ဝင်ခဲ့တာပါ။မန္တလေးကိုတွားရောက်ပြီးတော့စာပေပညာသင်ကြားခဲ့ပြီးငါးနှစ်တန်တဲ့အဆက်အသွယ်မလုပ်ခင်းနဲ့စာပေကိုသာ 調査တင်ယူခဲ့ပါတယ်။ဒီတော့မှပဲသာသနာနဲ့ဝေးကွာစေဖို့ကျမ်းမာရေးမကောင်းတဲ့ကိစ္စကဖန်ပြီးပေါ်ပေါက်လာပြီးဝေဒနာတစ်ခုကိုအပြင်းထန်ခံစားခဲ့ရပြီးတော့တေဘေးနဲ့နှီးကပ်နေတဲ့အချိန်လူဝေလဲခဲ့ရပြီးတော့လူဘဝကို ပြန်လည်ရောက်ရှိမှမိခင်ရှိရာ ပြန်လာခဲ့ပါတယ်။သူပြန်ရောက်တဲ့အချိန်မှာတော့မိခင်ကြီးကလူလောကမှာမရှိတော့ပဲအကုန်နဲ့အမကြီးတို့ကအသေးသေးအိမ်အောင်ကြပြီးအိမ်ချမ်းမြေကြီးကိုထုတ်ခွေးရောင်းချခွေးဝေယူပြီးတော့ တရက်တကြိမ်ပြောင်းရွှေ့လို့သွားပါမယ်။အကုန်နဲ့အမားတို့ကိုလိုက်လံရှာဖွေခြင်းမပြုတော့ဘဲနဲ့ငယ်စရာရွှေမြင်တဲ့ကျောင်းစရာတော်စီမှာမိခိုးရင်းနဲ့ယောဂပျောက်ကင်းအောင် ကုသလို့နေရပါတယ်။ကံအားလျော်စွာနဲ့ယောဂပျောက်ကင်းတာကြောင့်စရာတော်စီမှာကပိယဖြစ်နေနေလာပြီးကျမ်းမာရေးကို စိတ်ချရတော့တခြားလူတွေလိုစီပွားရေးလုပ်ဖို့စိတ်ကူးမိပါတယ်။ဒါပေမဲ့လည်းအရင်ကြီးကမရှိ အပေါင်းအသင်းကလည်းမရှိဘယ်လိုစတင်ရမလဲဆိုတာအမြဲတမ်းတွေးကြလို့နေခဲ့တာပါ။ ဘုံကြီးကျောင်းရဲ့နောက်မှာရှိတဲ့နှီးစီမြိုင်ချဲရဲ့ကျောင်းကိုသိလာပြီးအရင်တုန်းကဥပြိုင်ပိုင်ဆိုင်ခဲ့တဲ့ချန်ဖြစ်ပြီးတော့နှီးစီစိုက်ပျိုးခြင်းနဲ့အောင်မြင်ချမ်းသာခဲ့တာကြောင့်ဥပြိုင်ချန်ဆိုပြီးတော့လဲခေါ်ပြီးတော့နှီးစီမြိုင်ချမ်းလို့လဲနာမည်ကြီးခဲ့တာပါဥပြိုင်ကွယ်လွန်သွားပြီးတဲ့နောက်မှာတော့တာသမီတွေဟာစိုက်ပျိုးရေးကိုစိတ်မဝင်စားတာကြောင့်ချန်ကိုနှစ်ပေါင်းများစွာပိတ်ထားခဲ့တာပါအဲဒီချန်ကတော့တရေကားလောက်ကျဲဝင်းပြီးကိုနေပင်အုံးမင်ငပြောတည့်ရဲ့စရဲ့ နှိရှိတင်းနေမင်းတွေအများကြီးကို ရှိပါတယ်။ဥပြန်ရဲ့တူတော်တဲ့တယောက်ကအဲ့ဒီခြံကို ပြုတ်ပြင်လောက်ကင်ဖို့ငှားရင်ခဲ့ပြီးတော့ဒါပေမဲ့မအောင်မြင်ပေအဲ့ဒီလူဟာပိုးထီလို့ကွယ်လွန်သွားခဲ့ရပါတယ်။နောက်ထပ်တနေ့လောက်ကြာမှညီကိုနှစ်ယောက်ရောက်လာပြီးတော့ခြံကိုအငှားနဲ့လောက်ကင်ခဲ့ပြီးအဲ့ဒီညီကိုနှစ်ယောက်ကလည်းအတောအစာလုံခဲ့တာကြောင့်ခြံထဲကိုရန်သူဝင်ရောက်တက်ပြက်ခြင်းကိုခံရပြန်ပါတယ်။လူအသက်ခံရပြီးရဲ့နောက်မှာတော့ခြံထဲမှာအချောက်လက်နေရှိလာပြီးတော့ ခြံကိုတွားရဲသူတော်မရှိတော့ပဲစိုက်ပျိုးရေးလူရဲသူမရှိတာကြောင့်ခြံကိုပိတ်ထားရမြန်ပါတယ်အခုတော့မောင်ချိုကအဲ့ဒီခြံကိုစိတ်ဝင်စားနေပြီဖုန်ကြီးလူရဲပြီပြီအကြောက်လန့်ကျန်းနေပြီပဲကြောက်ရွံ့ခြင်းမရှိဘဲနဲ့စိုက်ပျိုးရေးလှုပ်ချင်နေပါတယ်အဲ့ဒါကြောင့်ဆီယံတို့ကိုခြံမှာစိုက်ပျိုးရေးလှုပ်ချင်တဲ့ကြောင်းရှုတ်ထားကြိတ်လိုက်ပါတယ်음တကားကြီးအဲ့ဒီခြံကနာမည်ကြီးရင်တော့ခြံသားတော်လူတွေကအတော်လာလုံရဲတာမဟုတ်ဘူးကွခြံမှာလှုပ်ခဲ့ကြတဲ့လူတွေကလည်း လုပ်ငန်းမအောင်မြင်မဲနဲ့အသက်ဆုံးရှုံးကြတယ်ဆိုတာတကားကြီးလည်းကြားဖို့မှာပဲဒါပေမဲ့တပည့်တော်စူးစမ်းကြည့်ကြပါလေဗျာအေးပေါ့လေဒီလောက်တော့စိတ်အားထက်သန်နေအဲ့ဒီကြံရဖို့ပါဖို့ပြောပြီးမယ်စိတ်ပြိုးရေးအောင်မြင်ရင်သာသူ့တို့ကျေးဇူးကိုမမိစေခြင်းမို့ကွယ်တင်ပါဗျာတပည့်တော်စိတ်ပြိုးရေးကိုအောင်မြင်အောင်လုပ်မယ်ဗျာဒီချက်ကိုဝန်ထမ်းတဲ့အထိစူးစမ်းပါပါအင်းအင်းစူးစမ်းကြည့်ပါဦးကွယ်တကယ်လို့လုပ်ငန်းမအောင်မြင် ဘာဖို့ရဲ့အကြောင်းကိုပြန်လာခဲ့ပေါ့နောက်နေ့မှာတော့မောင်ကျော်ဟာနှီးစီမြိုင်ချံကိုသွားပြီးတော့ချင်းထဲမှာအုံမင်တရက်ပင်စတဲ့အပင်လေးနဲ့နွယ်ဒီနဲ့ရှုပ်ထွေးလေးရရှိတာတွေ့ပြီးတော့လူလျှောက်စရာလမ်းတော်မရှိချုံနွယ်ဒီထူထက်လို့နေပြီးတော့အုံမင်နဲ့ကုန်းစည်းပင်တွေမှာအသီးတွေပြုတ်နေအောင်တင်းနေပေမဲ့ချင်းထဲကိုဘသူမှမဝင်ရဲမခုတ်ရတာကြောင့်အသီးတွေဟာကြွေကျနေတာကို တွေ့ရပါတယ်မောင်ချိုကအုံမင်တဲ့ကျွမ်းကျင်သူကိုခေါ်ပြီးတော့ အုံးကြီးတွေကုန်းကြီးတွေကိုခုခိုင်းပြီးအရင်နေ့ရဖို့ရောင်းချခဲ့ပါတယ်ဒီနောက်မှာတော့လက်သမားအဖွဲ့ကိုခေါ်ပြီးတော့ဝါးရီခုတ်ကနေထိုင်ဖို့တွေဝါးတဲ့တလုံးဆောက်ခဲ့ပါတယ်တစ်ကိုင်းတစ်ခက်တွေကိုခုတ်တင်ရှင်းနေပြီးတော့ချင်းပြည့်ဖြတ်တောင်ရောင်းချခဲ့ပြီးတဲဆောက်ပြီးပါကချဲကိုအပီးပိုင် ပြောင်းရှိမှဖြစ်တဲ့ကြောင်းအိစရာချက်ပြုတ်စရာတွေနဲ့လူအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူလိုက်ပြီးတော့တဲကိုပြောင်းရွှေ့တဲ့နေ့မှာကံမီယာဆရာကဖုန်ကြီးကြောင့်ကိုရောက်ရှိလို့လာခဲ့ပါတယ် อืมဆရာကောင်းကိုမျောနေတော့ရောက်လာလို့ဝါးနာလိုက်တာဆရာကောင်းရေကျွန်တော်ဒီနေ့နှင်းစီမြန်ကိုပြောင်းတော့မှာခြံထဲမှာနှင်းစီပန်းနဲ့ပန်းမျိုးစုံရေစားပင်တီးပင်တွေကိုစိုက်ပြုံးမလို့နှင်းစီမြန်ခြံနာမည်ကြီးတော့ဆရာကောင်းနဲ့ကြားဖို့မှာပါအဲ့ဒါမြေတန့်သွားအောင်လို့ဆရာကောင်းကလိုက်ပြီးတော့ကူညီပေးပါအောင်ဆရာကောင်းဟာမောင်ချို့ကိုခင်မင်းသူဖြစ်တာကြောင့်ချက်ချင်းလိုက်လာခဲ့ပြီးမောင်ချို့ဆုံးလုပ်ထားခဲ့တဲ့တက်တက်ရဲ့ဝါတဲလေးကိုဆရာကောင်းသဘောကျပါတယ် တဲရှိတိတိမှာတော့နှိရှိတပြေပင်ကြီးကိုတွေ့ရပြီးအပင်မြင်မှပြီးတော့လုံးဘက်ကလည်းကြည်လွန်တော့ပါတယ်။ဆရာကောင်းကကြံပက်လေးကိုမောင်ချုံနဲ့တူလှဲ့လေကြည့်ရှုလိုက်ပါတယ်။ဒဲပေါ်မှာတော့ဘုရားကက်မှာဆရာကောင်းကိုအိပ်ရာပြင်ပေးပြီးတော့မောင်ချိုကအတွင်းကနေမှအိပ်ဖို့တွေစီစဉ်လို့ထားတာပါ။ဆရာကောင်းဟာညဘက်မှာမအိပ်ခင်မှာတပြေပင်ရှိမှနေရာယူပြီးတော့ဖျောင်းတိုင်အမွေးတိုင်တွေထုံပြီးတရားရှုမဲ့လို့နေပါတယ်။တိတ်ဆိတ်နေတဲ့ခြံကြီးထဲမှာ အေးများလာတဲ့အခါမှာတော့တရားမှတ်ရတာကိုလည်းဆရာကောင်းချိန်နဲ့နေပုံရပါတယ်။ညတကောင်းရဲ့အချိန်မှာတော့မောင်ကျူအိယာဝင်ချိန်မှာဆရာကောင်းကတရားမှတ်လို့ကောင်းနေစေရှိပြီးမောင်ကျူမနဲ့စောအိယာထားပေမဲ့ဆရာကောင်းကတော့တရားမှတ်လို့နေသေးပါပဲ။အဲ့ဒါနဲ့မောင်ကျူဟာရှင်ရီအိုတဲပြီးတော့လမ်းထိပ်ကိုထွက်ကောင်းကြီးပေါင်းနဲ့အကျော်ဝယ်လိုက်ပါတယ်။မောင်ကျူကရှင်ရီဝိုင်းပြင်ပြီးတဲ့အချိန်မှာတော့ဆရာကောင်းရောက်လာပြီးတော့ဆရာကောင်း တညတော့မအိပ်ဘူးလားဗျ။အင်းတပြေးပြေးမှီပြီးတော့ခဏတော့မှီးပါတယ်။ချဲရဲ့ချင်းလေးပြောပါအောင်။ကျုပ်ညာဦးပိုင်းကပေကြီးဆက်တဲ့တုံးနဲ့ပရိမိတ်တာဇာလာတို့ရွှေပြီးတော့မှတရားထိုင်နေ။အဲ့ဒီချင်းကအကောင်းနဲ့ဆိုဒွန်တွဲနေတာဗျ။ကောင်းတဲ့ဘိုင်းကကောင်းတယ်လို့ဆိုးတဲ့ဘိုင်းကလည်းဆိုးတယ်။အဲ့ဒီအကောင်းနဲ့အဆိုးပေါ်မှာအခွင့်အရေးကိုရအောင်ယူရနိုင်မယ်။ကောင်းတဲ့လူကိုအားကိုးပြီးဆိုးတဲ့လူကို စီးယုံရပါဗျ။ ဘယ်လိုအကောင်းနဲ့ဆိုလဲဆရာကောင်းရဲ့ရှင်းအောင်လဲပြောအောင်ဘာလို့ရမဲဆိုတာလဲလမ်းညွန်ပေးပါဦး။음ယူကစုအဖို့တွေယာယီစင်စောက်ပြီးရမယ်ဗျာ။သူကအားကိုးရမယ်ပုံကိုသူတို့ကောင်းကြီးပဲ။ခြံထဲမှာရှိတဲ့တတိနဲ့မနေ့တိုင်းစွန့်ခဲ့ပေးနိုင်မယ်ဆိုတော့အကောင်းဆုံးပဲ။ကဲဒီတော့ခြံထဲမှာစဉ်းစားဖို့အတွက်ဘွားသွားပြီးတော့ခုတ်ပြီးတော့အနောက်ဘက်ကနာနာဘဝတွေကိုတော့ညစာကြွေးတာပေါ့ဗျာ။အဲ့လိုနဲ့မောင်ချိုအောင်ဆရာကောင်းပြတာတဲ့ ်ဘွားပင်ကဝါးရီကိုခုတ်ယူပြီးတော့တပြေပင်နဲ့ပက်ကလေးတိုင်စင်ဆောက်လိုက်ပါတယ်။အဲဒီနောက်မှာတော့တင်မော်ဒီမှင့်မဲ့လှလှတလုံးခူးလိုက်ပြီးရုပ်ကစိုးကိုကက်လူလိုက်ပါတယ်။လေးလေစာစားပြီးအချိန်မှာစေစော်ပြီးတဲ့ဝါးရီကိုခွဲစိတ်ပြီးတော့ကြာစမတ်ကွက်ရက်လို့ပြီးတော့ရုပ်ကစိုးစင်ရဲ့ရှေ့မှာကာယံထားလိုက်ပါတယ်။ညစာစားပြီးတော့ရုပ်ကစိုးရင်ရှေ့မှာမောင်ချိုနဲ့ဇေယကောင်းတို့ကတရားမှတ်ခဲ့ကြပြီးမောင်ချိုကတော့ည7နာရီထိုးတာနဲ့အိယာဝင်ခဲ့ပြီးမြဲ ဆရာကောင်းတယောက်ကတော့ဆက်လက်ရှုမဲ့လို့နေခဲ့ပါတယ်။နောက်နေ့မနေ့မှတော့မောင်ချိုကစောစောထကောင်းကြီးမောင်းဝယ်ပြီးတော့သူတို့မစားမီမှာရုပ်စိုးကိုကက်လို့ပြီးဒီနောက်မှာတော့လက်ဖက်ရည်ဝိုင်းမှာဆရာကောင်းနဲ့မောင်ချိုတယောက်မနေ့စာစားကြပါတယ်။ရုပ်စိုးတွေကတော့ပြည့်စုံပြီ။ရုပ်စိုးကြီးကလည်းကျေနေပါတယ်။နေ့စဉ်တည်တည်ဆုံကက်ပြီးပါတဲ့။မင်းကိုအမြဲတမ်းစောင့်ရှောက်နေမယ်။အနောက်ဘက်ကနာနာဘဝတွေအတွက်ပဲကျန်တော့တယ်။ဒီတော့မင်းအနောက်ဘက်ခြံကိုရောက်သလား။ အဲ့ဒီမှာဘသူတွေရှိတယ်ဆိုတာတော့သိရလားအနောက်ဘက်ကျမှာတော့နာနာဘဝတွေရှိမယ်ထင်ပါတယ်အဲ့ဒီဘက်သွားရင်အချောက်လန့်ခင်းရတယ်ဗျတခါတော့ကအဲ့ဒီဘက်ကိုသွားတာကျွန်တော်နောက်တိတ်ကိုင်းတစ်ခုကြိုးကြလာတယ်ကံကောင်းလို့ဗျနောက်တစ်ခေါက်ရောက်တော့မွေးနှကောင် ထွက်လာလို့ပြန်ခင်းရတယ်ဗျကျွန်တော်ကတော့ခြံနောက်နေမှာလှည့်ပြီးတော့ပရေရွတ်တာအဲ့ဒီအနောက်ခြံကရုတ်ခင်မရသေးလို့ကြံနေသေးရဲ့ဗျအေးဟုတ်တယ်ကျုပ်အဲ့ဒီကိစ္စပြောချင်နေတာအနောက်ဘက်ခြံကတုတ်တန်နေမြင်နေနီးစက်တော့ အဲ့ဒီတော့မှနာနာဘဝတွေစုဝေးနေကြတယ်။သူတို့တွေကပရိယုတ်တံကိုကြောက်ကြတယ်လေ။ပရိယုတ်တဲ့အတံကိုလည်းမနာခံနိုင်ဘူး။ဒီတော့သူတို့ဘက်ကအတံကြီးကြီးနဲ့ပရိမယုတ်နဲ့ပေါ့။ပရိယုတ်တံကြားရင်သူတို့တွေထွက်ပြေးနေရတာ။ဒါကြောင့်သူတို့ကိုညစာကြွေးပြီးတော့စီယုံရနိုင်မယ်။ဘယ်လိုစီယုံမှလဲဆရာကောင်းရဲ့။သူတို့ကိုညစာကြွေးဖို့ဓမင်းဟင်းချက်ရမယ်။ချက်သားနဲ့ကြွေးကြည့်တယ်။လိုရတာတွေရွာထဲမှာတွားပြီးတော့ဝဲဖို့ဗျာ။အဲ့ဒီလိုနဲ့နေလေစာစားပြီးတော့ မောင်ကျိုတယောက်ရွာလေးကိုသွားပြီးလိုအပ်တဲ့ဟင်းလျာတွေကိုဝယ်ခဲ့ပါတယ်။ညနေရောက်တာနဲ့ထမင်းနဲ့ဟင်းတွေကို စတင်ချက်ကနေဝင်ဆမှာအားလုံးချစ်ပြုတ်ပြီးသွားပြီးတော့ဆရာကောင်းကိုတရင်ဖို့နေဝင်ဆအချိန်မှာတော့အနောက်ဘက်စီယုံနောက်ကိုဆရာကောင်းနဲ့ထမင်းဟင်းတွေတည်ယူလို့သွားပါတယ်။ဆရာကောင်းကိုယ်တိုင်ငပြောရွက်တွေကိုခုတ်ယူပြီးတော့ရှေးဆေးလိုက်ပြီးတပင်အုပ်ရဲ့ရှေ့သုံးနေရာမှာငပြောရွက်တွေခင်းပြီးတော့ထမင်းဖြူဖြူဖြန့်ပုံပြီးထမင်းပေါ်မှာတော့ ကြက်သားတွေကိုအည်ရွှဲရွှဲဆမ်းပြီးတော့နာနာဘဝတွေထမင်းစားဖိဖို့မောင်ကျို့ကို အသေးစိတ်တင် जा ပေးပါလေမောင်ကျို့ကလည်းဆရာကောင်းတင်ပေးတဲ့အတိုင်းနာနာဘဝတွေကိုဖိတ်ခေါ်လိုက်ပါလေဒီခြံတွေမှာမိတင်းနေတိုင်းကြတော့မကြွ့မလွတ်သေးတော့မိစွေအပေါင်းကိုညစာကြွေးရင်ဖိတ်ခေါ်ပါလေကျင်းတို့ဟာဒီခြံမြေကိုပြောင်းရွှေ့ရောက်ရှိလာပြီဖြစ်လို့အတင်တို့နဲ့မိစွေဖွဲ့လို့ရေညစာကြွေးမွေးရင်စီစဉ်ထားပါလေအားလုံးကြွက်ရောက်ပြီးတော့ အားပါတရတုံးဆောင်ကြပါဒီနေ့ကစပြီးအတင်တို့အလိုရှိရာကိုပြောပါကျွန်တို့ကူညီနိုင်သည့်ကိစ္စတိုင်းကိုကူညီပါမည်ကျွန်တို့စိုက်ပျိုးရေးလုပ်ငန်းလှုပ်ဆောင်ခြင်းကိုလည်းကူညီကြပါကဲအားလုံးပဲပျော်ပျော်ပါပါစားကြပါနောက်လေညစာကြွေးပါဦးမယ်မောင်ကျူဟာနာနာဘဝတွေကိုကြည့်ပြီးတော့ပြောတယ်လို့ပြောလိုက်ပြီးတော့ညစာကြွေးလိုက်ပြီးရုပ်ပုံအကောင့်ထဲမမြင်ရပါနဲ့ရှောက်လာတဲ့နေ့ပြေလွန်တိုးဝေတဲ့နေ့ကြားနေရပြီးတော့ မပြောရဘောကထမင်းမဟာကြည်ရင်ကြည်ရင်နဲ့ရော့ရော့လို့တော့ပါတယ်။နိုင်ဝဲလောက်ကြာမှတော့မပြောဖက်ဒီဘောမှာဘာတစ်ခုမှမကြင်အောင်ပြောင်ခါနေရတွေ့ရပြီ။သူ့ကျွေးတဲ့အစားအစာတွေကိုအားရပါရစားတော့တာကြောင့်မောင်ချိုတယောက်ကျင်းနေစွာနဲ့တဲစီကိုပြန်လာခဲ့ပါတယ်။ဆရာကောင်းကတော့ရုပ်ကစိုးရှိမှထိုင်ပြီးတရားမှတ်နေပြီးတော့ဆရာကောင်းနောက်ကထိုင်ပြီးတရားမှတ်နေတဲ့မောင်ချိုဟာညစနစ်ကျော်မှရှင်းလာပြီးတော့အိယာဝင်ခဲ့ပါတယ်။ တနေ့လုံးပင်မချစ်ပြုတ်ထားတာနဲ့ချက်ချင်းအိပ်ပျော်လို့သွားခဲ့ပါတယ်။မနေ့စောစောမှာတော့မောင်ချိုဟာအိယာကထပြီးရှင်နွေးချိုမနေ့စာပြင်ပြီးတော့ဆရာကောင်းကိုစောင့်နေရပါ။မကြခင်မှာဆရာကောင်းရောက်လာပြီးတော့မနေ့စာနှစ်ယောက်တူစားပြီးတော့음မင်းမင်းကသူတို့ကိုအစာကျွေးလိုက်တာသူတို့တွေကမင်းကိုကျေးဇူးတင်နေကြတယ်မင်းမိစေဖွဲ့တာကိုလေသူတို့ဘက်ကကြည်ကြည်နက်နက်လက်ခံနေကြအောင်ပြောလာတယ်ဆရာကောင်းရဲ့စကားကြောင့် မောင်ကျူတယောက်အံ့ဩလို့သွားပြီးတော့ဗျားစရာကောင်သူတို့နဲ့တွေ့ခဲ့တာလားအေးအာယုံတက်ခါနေမှာသူတို့ရဲ့ခေါင်းဆောင်ဖြစ်ရန်တူတဲ့ရောင်တစောင်းတဲ့အဖိုးကြီးတယောက်ရောက်လာပြီးတော့ပြောတယ်ကွာအရင်ကဒီချက်မှာနေသွားတဲ့လူတွေနဲ့အခုရောက်လာတဲ့လူရဲ့စိတ်ဓာတ်ကအကွာကြီးကွာတဲ့အကြောင်းလဲပြောတယ်အရင်နေခဲ့တဲ့လူတွေက တစ်ပင်နေခုတ်တိတ်ကိုင်းတွေခြံလို့သူတို့မှနေစရာမရှိဖြစ်ခဲ့ပုံနေအယံမှုရံဖြစ် ဆေးကြဆိုကြတာတွေကိုနေ့စဉ်ကြားနေရလို့အဲ့ဒီလူတွေမနေရအောင်ကြောက်နေရတဲ့အကြောင်းတွေနောက်ဘသူမှမလာရအောင်ကြောက်လက်အောင်အကောင့်ထဲပြခဲ့ရတဲ့အကြောင်းတွေကိုလည်းပြောပြတယ်ကွာအခုရောက်လာတဲ့လူကယဉ်ကြည့်တယ်တဲ့သူတို့ ਨੇ မိတ်ဆွေဖွဲ့တယ်သူတို့ကိုအစာကျွေးတယ်ဆိုတော့သူတို့တွေလည်းကျေနဲ့နေတာပေါ့ကွာအေးဒါပေမဲ့တခုပဲသူတို့ဘက်ကတောင်းဆိုတာရှိတယ်ဖရဲယူတဲ့အတန်ကြဲကြဲမယူဖို့တော့ပြောတယ်ကွာဖရဲတန်ကိုနားမထောင်ရဲလို့လွတ်အောင်ရှောင်ပြေးနေရတယ်တဲ့ ဒီတော့သူတို့ပြောစကားရမင်းအတွက်ပါကောင်းပါလေကွာမင်းအလုပ်ကိုလေသူတို့ကူညီမင်းဒီတော့နှင်းစီဆိုင်ဖို့မြေပေါက်တဲ့ကိစ္စဒီနေ့ကစပြီတော့ဟေးဟုတ်ကဲ့ပါဆရာကောင်းမြေပေါက်ဖို့ပေါက်တို့အသင့်ယူပြီးပါပြီဒီနေ့ပြီးတဲ့လောက်ကျွန်တော်မြေပေါက်လိုက်ပါမယ်အဲ့ဒီလိုနဲ့မောင်ချိုအောင်ပေ30အရှိရှိတဲ့မြောင်းကားမြောင်းပေါက်ဖို့တဲ့မြင်းညိုဆွဲပြီးတော့ရာထားလိုက်ပါတယ်ပရမအောင်လိုင်းတွေစတဲ့မြေပေါက်ပြီးညနေမှာပရမမြောင်းမြေပေါက်ပြီးသွားပြီးတော့အလုတ်ရနာလိုက်ပါတယ် တဲကိုပြန်လာပြီးတော့ညနေစာချက်ပြုတ်ပြင်ဆင်လိုက်ပြီးဆရာကောင်းရေချိုးပြီးတာနဲ့နှစ်ယောက်တို့ညစာစားကြပါလေညစာစားပြီးတဲ့နောက်မှာတော့ချိုးကစိုးစင်မှာနှစ်ယောက်တို့တရားမှတ်ကြပြီးညတကောင်ရန်ချိန်မှာမောင်ချိုးကတဲပေါ်တဲ့အိယာဝင်ခဲ့ပါလေဆရာကောင်းအတွက်ကတော့တဲပေါ်မှာအိယာခင်ပြင်ပေးထားပေမဲ့တကြိမ်မှအိယာမှာအိကြမတွေ့ရပဲဆရာကောင်းကတော့သူအာယုံရတဲ့တပြင်းပြင်းချိန်မှာသာမိုးလင်းခဲ့ပုံရပါလေနောက်နေ့မနေ့အစောထပြီးမှတော့ ဆရာကောင်းကမေးလာပါတယ်။မောင်ကျိုးညမင်းချင်နေမှာအလွတ်လွတ်သေးလား။မလွတ်ပါဘူးဆရာကောင်းရဲ့။ဘာလို့မေးရလဲ။음ညကတညလုံးမြေပုတ်တဲ့အတန်တွေကြားနေရလို့ကွာ။မင်းမလွတ်ဘူးဆိုရင်တော့ချင်နေကိုတွားကြည့်အောင်။ဆရာကောင်းရဲ့စကားကြောင့်နှစ်ယောက်တူတူစိုက်ကွင်းစီကိုရှောက်သွားခဲ့ပြီးတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်မောင်ကျိုးတယောက်အံ့ဩသွားပြီးသူ့မြေပုတ်ဖို့လိုင်းကားလိုင်းကျိုးဆွဲပြီးတက်မှတ်ထားတဲ့အခါမှာ ။သူကတလိုင်းသာပေါက်ပြီးတော့လေးလိုင်းကြံသေးတာပါ။အခုတော့ငါးလိုင်းလုံးကမြေပေါက်လို့ပြီးနေတာတွေ့ရပါတယ်။ကဲမဲလုံကန်းကိုသူတို့တွေကူညီမယ်ဆိုတာလက်တွေပြလိုက်တာပဲကွာ။ဟုတ်တယ်ဆရာကောင်းရေဟုတ်တယ်။ကျွန်တော်တသက်ပါလေ။ဒီလောက်အန်ဟောဆရာကောင်းတဲ့အဖြစ်မျိုးတခါမှမကြုံဘူးဗျ။သူတို့ဘက်ကဒီလောက်တည်တက်နေတော့ကျွန်တော်ဘက်ကလည်းပြန်လေကျေးဇူးပြုရအောင်ပဲဆရာကောင်းရဲ့။ကဲဒါဆိုနေ့စီခိုင်းတွေကဘယ်လိုရမှာလဲ ဒီညနေရောက်လာပါလိမ့်မယ်။အေးနှင်းစီကိုင်းတွေရောက်လာရင်မင်းကိုယ်တိုင်တမျောင်းစာဆိုက်ပြီးတော့ကျန်တဲ့နှင်းစီကိုင်းတွေကိုမြောင်းလိုက်ခွဲပြီးတော့ထောက်ရိပ်ပါ။ညဘက်သူတို့ကကျန်တဲ့ခိုင်းတွေစိုက်ပြိုးမယ်ဆိုရင်နောက်မင်းစိုက်ပြိုးရမယ်စားပိန်တွေအတွက်လေအဲ့ဒီနီလန်းကိုတုံးရမယ်။ဒါဆိုရင်တော့အချိန်တိုတွင်းမှာပဲစိုက်ပြိုးရေးလုပ်ငန်းပြီးပြီမှာပေါ့ကွာ။အဆင်ပြေမယ်ချင်တယ်ဆရာကောင်။အေးမင်းလုပ်ငန်းတွေအဆင်ပြေပြီဆိုရင်တော့ကျုပ်လည်းမနေ့ပြန်ခရီးစက်ရမယ်။ဆရာကောင်ကသွားတော့မှလား။ အားလုံးပြည့်စုံပြီပဲကွာရုပ်စိုးကြီးကလည်းစောင့်ရှောက်မယ်ဒါနာဘဝတွေကလည်းကုညီမဲဆိုရင်ဘာလို့သေးလို့လဲကွာအေးမင်းကိုမှားနေတာတော့ပရေရွင် သူတို့ပဲသွားပြီးတော့မရွတ်နဲ့ဒီနေ့ညနေနေ့စီကိုင်းနေရောက်လာပြီဆိုရင်တော့ငါပြောတဲ့အတိုင်းလှုပ်ထားပေါ့ကွာအဲ့ဒီလုံနဲ့ညနေမှာနေ့စီကိုင်းနေရောက်လာတဲ့ခါမှတော့မောင်ကျူဟာတမြောင်းစာပြီးအောင်စိုက်ပျိုးပြီးတော့ကျန်တဲ့နေ့စီကိုင်းတွေကိုမြောင်းအရေအတွက်နဲ့အသင့်စိုက်ပျိုးနိုင်ဖို့စုပုံထားခဲ့ပါတယ် နောက်နေ့မနေ့ကမစားခင်မှာတော့ချန်နယ်သွားကြည့်လိုက်တော့အားလုံးဟာစိုက်ပျိုးပြီးစီးနေပြီးပန်းမင်းတွေကိုစိုက်ပျိုးပြီးုံသာမကရေတွေနဲ့ကရေကိုပါခက်ပြီးတော့ရေလောင်းထားတာလည်းတွေ့ရပါတယ်။လက်ဖက်ရည်တောက်ပြီးတာနဲ့ဆရာကောင်းလည်းခရီးဆက်ဖို့ပြင်လိုက်ပါတယ်။ဆရာကောင်းဘေးတော့ပြန်လာပါလေ။မောင်ရင်လည်းအစဉ်ပြင်နေပြီပဲကွာ။လမ်းကြုံရင်တော့ရောက်လာမှာပေါ့။ဟောကျွန်တော်ကဆရာကောင်းကိုကျေးဇူးဆက်ချင်တော့ပါဖြစ်နိုင်ရင်တော့မကြာခဏလာခဲ့ပါဆရာကောင်းရဲ့။ ဒီနောက်မှာတော့ဆရာကောင်ထွက်ခွာလို့သွားပြီးဆရာကောင်ပြန်တော့တာနဲ့မောင်ချူဟာတီးပင်စားပင်နဲ့စိုက်ပျိုးဖို့စီစဉ်ပြီးတော့တီးပင်စားပင် ဖြစ်တော့မှချက်ချင်းငွေပေါ်မှာပါနှစ်ရှည်ပင်နဲ့ဖြစ်ကြတဲ့အုံမင်ကုန်းနေပင်တည့်ရမကြီးမလကဩဇာကအစကျွေးကောတံမြာတိစိုက်ပျိုးတဲ့ပင်တွေကို တိုးတဲ့ရှင်တန်အောင်လေပြုပြင်ပေးရအောင်ပါပါရာဒီကုံဖြစ်တဲ့ဘူးဖယုံတခွာငရုတ်ကြက်တော်ကစုံရဲ့စတဲ့ပင်တွေကိုလည်းချက်ချင်းစိုက်ပျိုးရမှာပါ အဲဒီလိုနဲ့၃လလောက်ကြာမှတော့ဟင်းသီးဟင်းရွက်စတင်ရောင်းချရပြီ မနဲ့မိုးလင်းလာတဲ့ဈေးတက်ကခြံဝကိုရောက်လာပြီးတော့ခြံထွက်သေးတဲ့နေကိုဖောက်တယ်ယူဖို့ရောက်ရောက်လာတတ်ပါတယ်ခြံထဲမှာညဘက်ခိုးဆွထားတဲ့သေးတဲ့နေကိုဈေးမှာရောင်းချမဲ့ဖောက်တယ်တွေကိုအချိုးကျခွဲဝေပေးရပါတယ်၆လလောက်ကြာမှတော့ကျွေးကိုတက်မြာစတဲ့သေးတဲ့နေနဲ့ရာဒီလိုက်ရာဒီပေါ်သေးတဲ့နေလည်းရောင်းချရပြီးအုံးမြင့်90ကလည်းပြင်ပေးလိုက်တဲ့အခါမှာဝေဝေဆာဆာတီးလာပါတယ် ။အုံမင်းတွေကိုလည်းအလဲကျစုခုရောင်းချနိုင်ခဲ့ပြီးတနည်းခန့်လောက်ကြာမှတော့ဆရာကောင်ပြန်လဲရောက်လာခဲ့ပါတယ်။ဆရာကောင်လည်းမြင်လိုက်ရတဲ့မြင်မင်းကိုချိန်နဲ့ပြီးတော့ရှေးဦးစွာရုပ်ကစိုးစင်ကိုဝင်ကြည့်ပါတယ်။ရုပ်ကစိုးစင်ကအုတ်တွေကြောက်နေတဲ့အခိုင်မာဆောက်လုပ်ထားပြီးကြေပြားတွေမှန်နေကထားလာကြောင်းခန်းနာလို့လည်းနေပါတယ်။음။မောင်ရင်စူးစမ်းမှုကတော့ချီကျူးစရာကောင်းပါလေကွယ်။ကျွန်တော်ရဲ့စူးစမ်းမှုတဲ့ ပတ်ဝန်းကျင်ကူညီမှုကအဓိကကျပါတယ်။ချန်ပါရှင်မတူစားနဲ့မကြပြူရောချန်ကိုလာပြီးတော့ကြည့်သေးလား။တပတ်တခါတော့လာပါလေဆရာကောင်းဒီချန်လာရတာစိတ်ချမ်းသာတယ်လို့ပြောပါတယ်။ကျို့အခုလာရတယ်အဲ့ဒီကိစ္စပဲဗျ။ဘလို့လဲဆရာကောင်းရဲ့။အင်းပြောရရင်တော့ဆရာတော်ကတူတူမှကြပြူကိုမောင်ရင်နဲ့နေရာချပြီပေါ့ကျုပ်ကိုခေါ်လို့ဗျမကြပြူဘာလဲမကြိုက်လို့လား မကြဖြူကလိမ္မာရင်ကြီးတဲ့မင်းလေးပါဗျာကျွန်တော်နဲ့အဆင်ပြေပါတယ်မကြဖြူရဲ့သဘောထားကိုမေးရအောင်ပါကျုံမေးပြီးပါပြီဗျာမကြဖြူစိုးရိမ်နေတာတခုခုပဲရှိတယ်ဘာများလဲဗျာอืมအလွန်အေဂျင့်တာယာလှပနေတဲ့ချန်ကြီးသူများလက်ထဲရောက်သွားမှစိုးရိမ်နေတယ်လေရွှေမြင်းနဲ့ဆရာတော်ကြီးရဲ့ဆန္ဒကလည်းရှိသေးတယ်မို့လားဗျာဆရာတော်ရဲ့ဆန္ဒကိုလည်းပြောပါဦးနေစီမြိုင်ချန်နဲ့မောင်ချုပ်ကိုလက်မလို့ချင်တာရင်တူတူမှအတွက် စိတ်အေးကျင်တာရဲ့ကြောင့်လို့မိန်ကြပါရဲကွာဟိုဒါဆိုဆရာကောင်းရဲ့သဘောပဲကျန်တော့တာပေါ့အေးဟုတ်တယ်အခုကျုပ်ရဲ့ဇန်နာပေါ့အကောင့်တွေဖော်ဖို့တည်းရောက်လာခဲ့တာခန်းကန်နာနာ မင်္ဂလာဆောင်မိမေမင်္ဂလာဆောင်မိရင်မကြဖြူကမင်းနဲ့လိုက်နေလိမ့်မယ်အဲသူ့ရဲ့ဝမ်းဝဲမောင်းနှောင်းနဲ့ညီမတယောက်ပါဒီမှာနေကြမှာဒါမှလည်းကျန်ရွက်ပစ္စည်းရောင်းဝယ်ရဲ့အစဉ်ပြေမှာပေါ့ကျန်ရွက်ပစ္စည်းများလာပြီဆိုရင်မင်းတယောက်တည်းဘယ်နေမှမလဲကလေးတွေကိုမျက်နှာလွှဲရရင် မင်းတို့ဇနီးမောင်နှံကကြီးကျက်ယုံတော့ပဲလှုပ်ရတော့မှလေအဲဒီလိုနဲ့မကြခင်မှာတော့မောင်ချုံနဲ့မကြဖြူရဲ့မင်္ဂလာဘွဲဟာအောင်မြင်စွာနဲ့ပြီးဆုံးခဲ့ပြီအရင်တုန်းကစိတ်ကိုယ်တော်မထည့်ခဲ့တဲ့နှင်းစီမြန်ခြံကြီးရာဆိုတော့ပျော်စရာကောင်းတဲ့ခြံကြီးဖြစ်လာခဲ့ပါလေနာနာဘဝတည်းရဲ့ချောက်လန့်ခြင်းလည်းမရှိတော့ပဲကျွတ်တို့သွားတဲ့သူတွေရှိသလိုပျော်ပျော်ရွှင်ရွှင်နဲ့မောင်ချိုတို့ရဲ့လုပ်ငန်းကိုကုညီလျက်လေရှိနေသေးပါပဲ ဆက်လက်ပြီးတော့ပရိသတ်တို့ကစာရေးသူတက်နိုင်ရေးသားထားတဲ့ကျုံ့ဤမာယာဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်။ကျွန်တော်တို့ရွာရဲ့အနောက်ဘက်တပါလုံတော့အကွာမှာတော့ကျုံနေကျုံရှိပြီးရေပေါ်ကျုံလို့လေလူတွေများပြီးတော့နှစ်မိုင်ခွေပတ်ချာလေလောက်ရှိမှာပါ။အခုဇလံပြစ်တည်ခဲ့ပုံကတော့လုံခဲ့တဲ့နှစ်ပေါင်းများစွာရွာစတီးတဲ့ချိန်အင်ဂျီစကူလုံးလုံးသာ ရှိသေးတဲ့ကာလရွာနဲ့အတူတွဲပြီးပေါ်လာတဲ့ကျုံရဲ့ဒဏ္ဍာရီတပုတ်လိုလေဆိုရမှာပါ။ကဘုတ်ဝေး ဟိုကျုံးပေါ်မှာမီးတွေထင်းရင်းနေလို့ဗျလူနေလို့လားမကြားမီမမြင်မိပါလားကိုအောင်တင်းရဲ့ကျုပ်တို့ရွာတီစတွေကအဲ့ဒီကိုတောတောလာလာလှုပ်တဲ့သူမရှိဘူးလေဗျာဟေးဟုတ်တယ်ကျုပ်ကလည်းအဲ့တော့ကိုစဉ်းစားနေတာဗျလူသူမနေတဲ့ကျုံးပေါ်မှာဘယ်ကမီးရောင်တွေထုံးနေလဲမသိပါဘူးဗျာရွာလူတွေများကျုံးပေါ်သွားပြီးတော့တောင်ရံစိုက်ပြို့ဖို့တုံးပြီးရှို့ထားလားဟုတ်မယ်မထင်ဘူးဗျရွာလူဥကြီးကလက်ချိုးရည်လိုရတာပဲကျုံးပေါ်သွားပြီးတော့တောင်ရခုတ်ကြတယ်လို့မကြောက်ရပါဘူး 음ဒါဆိုရင်တော့ထူးဆန်းနေပြီလို့ဆိုရမယ်ဗျမနေ့ညနေခင်းကကန်းဆက်မှာလမ်းလျှောက်တော့နွားချူတန်လိုလိုတလီမှုတန်လိုလိုကြားနေရတာလိုင်းတန်လေးတန်နဲ့နာကြာမှတွေထင်ပြီးတော့ဘု து ဘုံမှာကြုတ်လည်းမပြောမိဘူးဒါဆိုတနည်းလောက်ကျုံးမောက်သွားခြင်းမကောင်းလားတခုခုတော့သိရမှာပေါ့ဗျာနောက်ပြီးတော့လေယာကန်းညွန်လောက်ကန်စားတော့ဖို့ရမရလဲသိရတာပေါ့ကိုအောင်သိရေတိုးချမ်းတောင်ချမ်းဖြစ်နေတော့အမောက်ပြိုးကဝင်နေပါဦးမယ်ဗျကျုပ်ကတော့တွားကြည့်ဖို့ဆုံးဖြတ်ပြီးပြီဗျ ကျိုးဘော်ကိုချိန်ချမိတာနဲ့ကျင်းငယ်တရွာပေါင်းစုံရဲ့အောင်မြင်တန်ကိုဥစွာကြားလိုက်ရပြီးတကြီးဝါကြီးတွေစိတ်ညို့နေပြီးတော့တိုးခါလေထူပုံရပါတယ်ရှင်းတော်တန်ဂျေဟော့တန်တွေမြော့ော်တန်တွေကို နေရာနဲ့ကကြားရပြီးတော့ကြားရင်တန်ကိုပါတစ်ချက်တစ်ချက်ကြားရပါတယ်ကြောက်တုံးကြောက်ခဲတွေပေါ်တောရတာကြောင့်ခြေကြုံမကျစေဖို့သတိထားကတောနေရပြီးတောင်ပယ်ချမ်းကိုရောက်တဲ့အခါမှာတော့တဲတောင်တစ်ခွက်တွေးရပါတယ် စစ်တပ်ဘူးယုံနေရနေရနဲ့ပုတ်နေပြီးတော့တန်းရင်းနဲ့တွေကလည်းတင်းပြန့်လို့နေပြပါတယ်။ကျုံးရဲ့အစုံပိုင်းအနောက်ချမ်းမှာတော့ကြီးမားကျေပြန့်လာတဲ့ကြောက်ပြာကြီးတစ်ချက်တွေ့ရပြီးကြောက်တုံးကြောက်ခဲတွေကိုကြော်လွားတော့ရပြီးတော့ခြေတလုံးတွေက တောင့်တင်းနာကျင်လို့လည်းလာပါတယ်။ခိတနာမဲဆိုပြီးစစ်ကူနဲ့ဖြာဆုံးပုံမှာထန်ကြလိုက်တဲ့အချိန်ကြည်လင်စိမ့်လက်နေတဲ့ရေထဲမှာကိုကက်တော်လာနေတဲ့ငါးမျိုးစုံကလည်းအယောင်အသွေးစုံလင်စွာနဲ့တွေ့လိုက်ပါတယ်။ အခြေအနေငယ်တွင်မှနေဝင်တော့မှဖြစ်တာကြောင့်ရွာကိုပြန်မို့ထားလိုက်ပြီးကြံနေတဲ့ကျုံးရဲ့မြောက်ပတ်ချံကတော့ဖို့တွေဆုံးဖြတ်ပြီးတော့ရှေ့ကိုလှန်လိုက်ပါလေအဲဒီလိုနဲ့မယံမနာတွားခဲ့ရပြီးအာကောင်တွေချောက်ရေကတောက်ချင်လာတာနဲ့ကြီးချိုးဆန်းများရှိမလားဆိုပြီးတောင်ကြီးတစ်ချောက်ကနေကက်ပြီးတော့ရှောက်လာပြီးတော့တနားရီလောက်ရှောက်မိပြီးပင်လယ်ပြင်ထိုးထွက်နေတဲ့တောင်ကမူလေးကိုကြုံလိုက်တဲ့အခါမှာတော့ရွာကိုဘွားကနေတွေ့လိုက်ပါတယ်ရောက်တော့မယ်ဆိုတဲ့အသိနဲ့ ခြေလမ်းကိုခက်တွက်တွက်လျှောက်လာတဲ့အခါမှာစံတစ်ခုကိုတွေ့ရပြီးတော့လမ်းတစ်လျှောက်တွေ့ရတဲ့စံနေတဲ့ကြီးပုံရပြီးရေကြိုရှိနှုံးနှုံးနဲ့စံနေကိုဝင်လာခဲ့ပါတယ်။ကြောက်တုံးကြီးတစ်ခုကြာကစိတ်ရွက်နေတဲ့ရေတွေဟာအောက်ခြေမှာအိုင်လင်းတစ်ခုလိုဖြစ်နေပြီးတော့ရေငက်ပြေစေဖို့လမ်းတစ်ဖက်နဲ့အားရပါရတော့မျက်နှာနဲ့လေလံတဝိုက်ကိုပါရေနဲ့ဆွတ်လိုက်ပါတယ်။ရေတောင်းလိုက်တဲ့အခါမှာတော့အားရင်ပြေပြိုးလာသလိုရှိပြီးလူကလည်းလန်လန်ဆန်းဆန်းနဲ့နေကလည်းဝင်တော့မယ် တကြီးဝါကြီးတွေအုပ်ဆိုင်နေတာကြောင့်ဆန်းကြောင်ထဲမှာကအလင်းရောင်တိတ်မကျန်တော့ပါဘူး။နေမွေငင်ရွာကိုရောက်နိုင်ကောင်းရဲ့လို့တွေးပြီးပြန်ဖို့တွေထားလိုက်တဲ့အခါမှာရှေ့ကမြင်ခွင့်ကြောင့်ချက်တည်တည်သွားစီပါလေ။ချိုးခွေးမင်းကြောင့်အစီရင်နဲ့လူတစုကိုတော့မနီးမွေးမှာတွေ့နေရပြီးကျိုးဒီနွားဒီနဲ့လေခွက်တစ်ခုထွန်ရဲလို့နေရပါ။အမျိုးသမီးတွေဟာကုံကုံကွက်ကွက်နဲ့ကောက်ဆက်နေတဲ့ပုံ တွေ့ရပြီးကလေးတစ်တိုက်ကလည်းပြေးလွှားခုန်ပေါက်စုတ်ကစားလို့နေပါလေ။ ထိုင်မသိအင်ကြီးလုံးကြီးတွေဝစ်စင်ထားပြီးတော့မမပြိုတစိုးဟာရေအိုးကိုစင်နဲ့စံချောင်းရှိရာရေခက်လို့လာတာပါစံချောင်းအထက်နာကလက်မထောက်ပင်ကနွယ်ကြိုးတွေကိုခိုးတွေကတန်းလို့စီးနေကြတဲ့မမပြိုတယောက်ကိုလည်းအနည်းငယ်တွေ့ရပြန်ပါတယ်တချင်းတစ်ဘုတ်ကိုဆွေးမြည်ကြည်ခွဲဝေရာစုံနေပြီးတော့သူ့ရဲ့ရင်ကိုလှိုက်ဖို့သွားစီပြီးတချင်းတဲ့မမပြိုကသူ့ရှိရာဘက်ဖြည်းဖြည်းချင်းလှည့်လာပါတယ်မမပြိုရဲ့လှပါမှုတွေဟာ သူ့ရဲ့ရင်ခုန်နှုံးစင်ကိုမြန်သွားစီပြီးတက်တက်နဲ့တကောမမြင်ဘူးခဲ့တဲ့လှပကြော်ရှင်းမှုကိုသူတွေ့လိုက်ရပြီးတော့အသက်ရှူရကောင်းမှန်မသိတော့အောင်နှင်တက်နေတဲ့အချိန်မှာတော့သူ့ရှိရာကိုပြုံးရှင်စွာနဲ့လှမ်းလာနေတာတွေ့လိုက်ပါတယ်။ဆောင်းလိုက်ရတာမောင်ကြီးရဲ့အခုတော့မောင်ကြီးရောက်လာပြီပေါ့ဒီတခါနှမတော်တယောက်လည်းထားပြီးတော့အဝေးကမတော်ပါနဲ့တော့မောင်ကြီးရဲ့တက်တက်လို့မခွဲတူနေသွားရအောင်နော်နှုတ်ကဆွအလို့တော်ပြီးတော့ ခုံလာတဲ့ရှင်နဲ့တုံလာတဲ့ခနာကိုဟာအထိန်ကုန်မဲ့အယုတ်ကျိုးပြဲလေးကြလို့သွားပါတယ်။ဖူအောင်တင်တယောက်နေချင်းညချင်းရွာကပြုတ်သွားတာကြောင့်ရက်ဆွေရံမျိုးတွေဟာနေရာနဲ့လိုက်ရှာကြပြီးတော့အနည်းပဝင်းချင်းရွာစဉ်တစ်ချောင်းစုံစမ်းပြီးအချင်းနီးတာဖြစ်ခဲ့ပါတယ်။ကာလတန်ကြာသွားတဲ့ခါမှာတော့ဖူအောင်တင်ရဲ့အကြောင်းကိုရွာသားတွေမေ့သွားပြီးရွာမှာလည်းအခြေကျနေထိုင်သူလူဦးရေ များလာတဲ့ခါမှာတော့ကျုံးစီကိုအုပ်စုလိုက်သွားပြီးတော့ တောင်ရလောက်ကင်လို့လာပါတယ်တိုးတွေကိုခုတ်တင်ရှင်းနေတဲ့ခါမှာတော့စမ်းကြောင်းတစ်ခုမှာလူရိုးစုတွေ့ရပြီးပျောက်သွားတဲ့ဖိုးအောင်တဲ့ရဲ့ရိုးစုဖြစ်မယ်လို့ဆုံးဖြတ်ပြီးတော့တပိတ်တော့စွန်ကြွေလှုပ်လိုက်ပါတယ်အဲ့ဒီဖြစ်ကတော့ဒီလောက်နဲ့မပြီးသေးပဲအမြင်တမ်းပြီးတော့မဆန်းလာခိတိတိုင်းခရိုင်ရက်လို့လာခဲ့ပါတယ်ဦးနေဝင်းရဲ့လက်ထက်မှာတော့အဲ့ဒီကျုံမှာပလဲမွေးမြူရေးစကန်ဖွင့်ခဲ့ပြီးဖိုးအောင်တဲ့ရဲ့ရိုးစုတွေ့ရစမ်းကြောင်းတော့မှာအဆောင်အဆောင် ဝန်ထမ်းတွေကိုနေစေခဲ့ပါတယ်။ပုံများလုံလာတဲ့ပင်လယ်စာရီဟာဝန်ထမ်းတွေအတွက်အထူးအဆန်းပြစ်ခဲ့ရပြီးတော့ကြောက်တန်းကြောက်ဆွေတွေမှာကျက်စားတော်လာနေတဲ့ရေဘဝဲ၊ဂျိတ်၊ကရုကမာ တမျိုးနဲ့ဂျေးပင်လယ်ခရုတမျိုးစတဲ့ရင်းနေတရော်တွေကသူတို့တွေအစားတော်ဆန်းတွေဖြစ်ခဲ့ပါတယ်။ပင်လယ်စာရီဟာဝန်ထမ်းအများစုကိုဝမ်းမြက်ဝမ်းလျှော်ဖြစ်စေပြီးတော့လူချောက်ရောက်ကိုတည်ဆုံးစေခဲ့ပြီးရော်သားတွေရဲ့မှတ်ချက်အရစံကြောင်းကိုခွပြီးတော့အဆောက်အအုံစောက်ခြင်းအမျိုးသမီးတွေစံကြောင်းထဲမှာ ထမင်းလျှော်အင်းကြီးကျော်လှုပ်ခြင်းအညစ်အကြေးတွေဆိုရင်စတဲ့မစင်မချင်းပြုတ်မှုမှုတွေကြောင့်ကျိုးရှင်မာရဲ့အပြစ်ပေးခြင်းခံရတယ်လို့ဆိုကြပါတယ်။တချို့တွေကတော့နေဝင်ရီတရောချင်းမှာကျိုးဘော်ကပလေတန်တွေနွားချူတန်တွေကြားရတယ်လို့ဆိုပြီးရှေ့ခေတ်လူတွေကိုလည်းမှောင်ရင်ဝတ်တော်ချင်းမှာတွေ့ရတယ်လို့ပြောပါတယ်။ရွာသားတွေရဲ့ပြောစကားအရကျွန်တော်အနေနဲ့မှားတယ်မှန်တယ်လို့ထင်မြင်ချက်မပြီးလို့ပဲဖက်ခဲ့ဖို့တဲ့စာတစ်ပုဒ်ကိုတော့ပြန်လေအမှတ်ရသွားစီပါတယ်။ နိုင်ငံလွတ်လပ်ရေးရပြီးတော့နိုင်ငံသားသားတယောက်ကရခိုင်ရုံမမှာတုတေသနလုပ်ဖို့ဆိုပြီးတိတ်မသေးကြပြောလို့လာကတော့အနေပုတ်ကိုရေးသားခဲ့တဲ့စာအုပ်ကအချက်လက်တစ်ခုဖြစ်ပြီး သူကတော့ရုံမတော်နဲ့မှာစစ်တူကြီးမဟာဗန္ဓုလဦးစီးတဲ့တက်တော်ကြီးကိုစစ်မြင်းဘူပါအစွန်နေနဲ့တွေ့ခဲ့ရတယ်လို့ဆိုပါတယ်နောက်ထပ်တစ်ခုကတော့သိပ္ပံပညာရှင်တွေရဲ့ယူဆချက်ပါကုံလွန်ခဲ့တဲ့အချိန်ကဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်တွေဟာအချိန်ကာလတစ်ခုမှာ တက္ကပြန်ပြီးတော့ပေါ်လာလေးရှိတယ်ဆိုတဲ့သဘောကိုလက်ခံယုံကြည်ပြီးတော့ဗုဒ္ဓဘုရားပွင့်တော်မူရာမိဂရာဝန်မှာအတန်လိုင်းဖန်းဆက်တွေတက်ဆိုင်ပြီးတော့ဖျားရှင်ရဲ့နှုတ်ကပတ်တော်ကထွက်လာတဲ့အတန်တွေကိုဓာတ်ရိုက်နားဆင်နိုင်ဖို့လှုပ်ဆောင်နေကြတယ်ဆိုတဲ့သတင်းရပါဆိုရရင်တော့ပလဲကျွမှာဖြစ်ပျက်ခဲ့တဲ့လူသိမှုတွေကပရိသတ်တွေနားဆင်ကြရတဲ့ဇလံလေးကတော့စာရေးသူတက်နိုင်ရေးသားထားတဲ့ကျုံးဤမာယာဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ် ဆက်လက်ပြီးတော့လေခုလိုမျိုးစိတ်ဝင်စားဖို့ရဇလန်လေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့် channel လေးမှာစောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးချင်းနဲ့ပြည့်စုံပြီးတော့စီပေါ်လက်လာပါများတိုးတက်ကြပါကြပါစေဗျာ